အများဆုံးမလေးရှိတော့အမမျိုးထက်ရောလေးရှိရပါဘောเนาะအဲ့တော့ဥပမာဒီပေါ်တော့6နှစ်ထပ်ဆိုရင်6နှစ်ထပ်ဆိုလို့ရှင်6နှစ်ခါမြောက်တယ်ဆိုရင်36ပေါ့ဒါဆိုရင်သူ့ရဲ့ရှေ့မှာ minus ပါခဲ့ရောဒီလိုမျိုး minus ပါခဲ့မယ်ဆိုလို့ရှင်အဲ့ဒီမှာစမကြတာပေါ့เนาะခွဲစာခွင်ပိတ်ခတ်ပြီးတော့နှစ်ထပ်တင်လာတာနဲ့ခွဲစာခွင်ပိတ်မတ် ခတ်ဖဲနဲ့နှစ်ထပ်တင်လာတာမျိုးအများဆုံးရောကြတာပေါ့နော်ဥမာခွင်းစခွင်းပိတ်ထဲမှာခတ်ထားပြီးတော့ -6 ကိုမှမှခွင်းစခွင်းပိတ်ခတ်ပြီးတော့မှ the whole square တင်လာရဲဆိုရင်အဲ့ -6 ကိုနှစ်ခါမြောက်ပြရတာဖြစ်ပါတယ်နော်ဒါဆိုရင်နှစ်ခါမြောက်ပြရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်အရင်ကကြက်ထားရှိရဲ့အနှုတ်နဲ့အနှုတ်နဲ့မြောက်နေဆိုရင်လက္ခဏာကအပေါင်းပဲပြရတယ်လက္ခဏာတူတာမြောက်ရင်အပေါင်း ရမယ်လက္ခဏာမတူတာမျှမယ်အနှုတ်ပေါ့ဒီမှာဆိုတော့ -6 ကိုခွင်းခတ်ပြီးတော့ the whole square တန်တာဖြစ်တဲ့အတွက်ကြောင့် -6 ကိုနှစ်ခါမြောက်တာပါ -6 ကိုနှစ်ခါမြောက်တာပါဒါကြောင့်မလို့ minus ကိုနှစ်ခါမြောက်ရင်လက္ခဏာတူတာမျှရင်အပေါင်းရပါတယ်ဒါကြောင့်မလို့အဖြေသည်36ပါ okay ဒါဆိုရင်အပေါ်ကဟာတစ်ချက်ပြန်ကြည့်ကြည့်ရအောင် -6 ကိုမမသူကပြောချင်တာ6ကိုပဲနှစ်ထပ်တင်လာပြီးတော့သူ့အရှိမှာခွင်းခတ်ထားရတဲ့ဟာမပေါ -6 စကွဲဖြစ်သွားမှာ နော် the whole square မဟုတ်တော့ဘူး the whole ဆိုတာ ქვენ စာ ქვენ ပဲခတ်ထားမှဒါ the whole square လို့ဖတ်လို့ရအောင်နော်ဒါဆိုရင် ქვენ စာ ქვენ မပါဘဲနဲ့ minus ပဲပါတယ် minus 6 square ဒါဆိုရင် minus 6 square ဆိုလို့ရှင် minus ကိုတသက်အပြင်မှာထုတ်ပြီးတော့မှ6ကိုနှစ်ခါမြောက်တာ ဖြစ်တယ်6ကိုပဲနှစ်ထပ်တင်တာလေဒါဟုတ်တယ်မလားဒါဆိုရင်အောက်က minus 6ကိုမှမှ the whole square တင်တာဆို minus ပါသူကထည့်ပြီးတော့ခွင်းခတ်ထားတဲ့ကြောင့်နှစ်ခုလုံးမှ minus 6နှစ်ခါရေးပြရအောင် အပေါ်ကအကောင်ကကြတော့သူက6ကိုပဲနှစ်ထပ်တင်လာတာ minus မပါဘူးအဲ့တော့ minus ကတက်တက်ကြတာ minus ကိုအပြင်မှာထုတ်ပြီးရေးပြရမယ်ပြီးတော့မှ ქვენ စာ ქვენ ဘက်ထဲမှာ6နှစ်ထပ်ဖြစ်တဲ့အတွက်ကြောင့်6ကိုနှစ်ခါမြောက်လိုက်တာ36ရှိမှ ქვენ ရှိမှ minus ပါတော့ minus 36ဆိုပြီးအပြေထွက်ပါမယ်အဲ့တော့ဒီနှစ်ခုကကြတော့စန့်ကျင်ဘက်မတူပါဘူး เนาะအဲ့တော့แน่ๆလေးဟိုရောနိုင်တာပေါ့เนาะအဲ့တော့ဟာ minuses ကိုနှစ်ထပ်တင်လာတယ်ဟာအဖြေဒီအနှုတ်ကိုနှစ်ထပ်တင်လာတယ်ပြဿနာဟာ36ဆိုပြီးတန်းရေးကြတာများတယ်ပေါ့เนาะအဲ့ဒါလေးအမှားများတယ်ပြီးတော့ရောများတာပေါ့เนาะရောကြတာအဲ့တော့အောက်က minuses ကို the whole square နှစ်ထပ်တင်နေဟာကြတော့အနှုတ်ကိုနှစ်ထပ်တင်เนาะအနှုတ်ကိုစုံတတ်တင်ရင် အပေါင်းအနှုတ်ကိုမတတ်တင်ရင်အနှုတ်ပဲပြန်ရရတယ်ပေါ့အဲ့လိုမျိုးသဘောမျိုးပါဒါဆိုလို့ရှိရင်အောက်က -9 ကို နှစ်ထပ်တင်တာမဟုတ်ဘူးအောက်ကဟာကြတော့9ကိုနှစ်ထပ်တင်တာခွဲစားခွဲမေးမပေါဒါဆိုရင်အဖြေလေးရပါဖြစ်မလဲဖြေကြည့်ကြရအောင်